ဖျဲသည်မရှိမကြောက်နော်ထို့တူကျွန်တော်တို့ဒီကြောက်ဖြူဖျဲသည်မရှိလုံးဝမကြောက်ဟုတ်တယ်အဲ့ဖျဲသည်မဆိုင်နေပေါ့အဲ့တော့အခုဗမော်ချင်းနေဖျဲသည်မရှိလုံးဝမကြောက်နော်အဲ့တော့ဖျဲသည်သာလေအဓိကဖြစ်နေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါလေဒီနေ့ match လာ23ရက်နေ့2025 ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအမြဲကြည့်ရှုအားပေးနေတဲ့အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးတော့ခေါင်းဆောင်လေးတွေနှိပ်ကပ်ပြီးဝမ်းရံပေးကြဖို့မေတ္တာရက်ခံပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီနေ့မနက်ခင်းတိနောက်ဆုံးရရှိထားတဲ့တဲ့င်းတွေကိုလိုရင်းတူရှင်းလေးဖတ်ပြသွားမှာဖြစ်ပါတယ်စလိုက်ကြရအောင် တီးတိမ်မျိုးတဲ့ခလာယာ26ကိုတက်ရင်မှသူတက်ချက်တူလက်နဲ့ခဲရင်များယူဆောင်လာပြီးအလင်းဝင်တဲ့ချင်းပြည်နယ်တီးတိမ်မျိုးခလာယာ26ကိုတက်ရင်မှသူတက်ချက်တူလက်နဲ့ခဲရင်များယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း PDF ဇိုလန်ကပြောဆိုတယ်တဲ့အဲ့လိုပဲလက်နဲ့ခဲရင်နေနဲ့အလင်းဝင်လာတဲ့လူအရောက်တိုင်းကိုလည်းကြိုဆိုပါတယ်အဲ့လိုလက်နဲ့ခဲရင်နေအလင်းဝင်လာတဲ့လူတွေများလေလေကျွန်တော်တို့အစ်တော်လိုင်းရေးလည်းမြန်မြန်ပြီးပြီလေ အလင်းဝင်လိုက်လို့များလေလေသူအတေပြောက်နဲလေလေလို့ပဲကျွန်တော်ပြောရှင်ပါလေအဲကြောင့်အလုံးအမြင်မှန်ရပြီးအလင်းဝင်ပေးကြပါလို့စစ်တပ်ကလူတွေအလုံးကိုပြောရှင်ပါလေဆက်ကြည့်အောင်ဝက်လက်မြို့နယ်တဲ့စင်ကန်ရွာကိုစစ်တပ်ကလေရင်ဖြင့်ထတ်မှန်ဘုံကျဲတိုက်ခိုက်မှုပြည်သူ၃ဦးထိခိုက်ဒဏ်ရာရတဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်တဲ့စင်ကန်ကြီးစင်ကန်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ထပ်မံဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း white or mandalay မှာတာဝန်ရှိသူတူကပြောထားတယ်နော်အဲညာဒေတာမှာစစ်ကောင်စီကအခုဒီရက်ပိုင်းနေမှာတလက်ဆက်ပဲလေရင်နေနဲ့တည်းရောဘုံနေတောက်လျှောက်ကျဲမှာပြည်သူလူထုတွေကိုဒုက္ခပေးနေတယ်အဲကြောင့်ပြည်သူလူထုတွေလက်ကလေးဆိုင်ကြပါအခုလိုတိကက်တန်ရရတော့လည်းပြည်သူတွေအတွက်လဲကျွန်တော်တို့စိတ်မကောင်းဖြစ်ရပါတယ်ဆက်ကြည့်အောင်တန်တောင်းနဲ့တောင်ကူလမ်းပိုင်းတွင်နဲ့ရဲတက်ရင်စက်တင်မှာဆိုင်ကယ်ပြစ်ထွက်လာတော့ရဲများပြစ်ကတ်ခံရပြီးတအုပ်တေဆုံးနဲ့ ပဲခူးတိုင်းတောင်ငူမြို့တန်တောင်တောင်ငူလမ်းမိုင်းတွင်ရဲတပ်ရင်စစ်တပ်မှဆိုင်ကယ်ဖြစ်ထွက်လာတော့ရဲများပြစ်ကတ်ခံရပြီးတဦးတည်ဆင်းခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်တဲ့စိတ်တော့မကောင်းပါဘူးတဦးပဲတည်လို့ မြင်းကျက်မြို့နယ်ရဲ့စုံရွာအနီးရဲ့ပြည်သူပိုင်ရာခင်းများကိုမီးရှို့နေတော့စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုတအုပ်တေဆုံးနဲ့မန္တလေးတိုင်းမြင်းကျက်မြို့နယ်ရဲ့စုံရွာအနီးရဲ့ပြည်သူပိုင်ရာခင်းများကိုမီးရှို့နေတော့အချမ်းဖတ်စစ်ကောင်စီတပ်သားများကိုလည်းမိုင်းဆွဲတိုက်ခိုက်ရာတအုပ်တေဆုံးခဲ့ကြောင်းရွှေကျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှအတောင်ဝင်ရှိသူတအုပ်ကပြောဆိုထားပါတယ်တဲ့ဆက်ကြည့်အောင်အေအေနဲ့စစ်တပ်တိုက်ပွဲများဖြစ်ပွားနေတော့လေးမျက်နာမြို့နယ် ုံတော်ချေးရွာကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲမှုဖုံကြီးကြောင့်မိလောင်ပြက်စီတဲ့အရာဝတီတိုင်းလေးမျက်နှာမြို့နယ်ထုံတော်ချေးရွာဖုံကြီးကြောင့်ကိုစစ်တပ်ကလေချောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာဖုံကြီးကြောင့်မိလောင်ပြက်စီခဲ့ကြောင်းဒေတာတရင်ရေးမြစ်ကပြောဆိုထားပါတယ်တဲ့စေတော့မကောင်းဘူးနော်ဖုံကြီးကြောင်းနေသူတို့ပြောတော့ဟိုတနေ့ကမှဘုံမဆော်ဖုံဟင်းပြောရတာဖုံကြီးကြောင်းနေကိုစစ်တပ်ကဘုံမကျဲလို့တည်ရနေလို့ တိုင်းနယ်နဲ့အဲတော်လိုင်းဖွဲ့တွေကဖုံကြောင်းမှာခိုအောင်ကြတယ်လို့ပြောတာလေဒါပေမဲ့သူတို့စစ်တပ်ကဖုံကြောင်းနေနေဖျားကြောင်းနေနေဘာကြောင်းနေနေအကုန်ကျဲပါလေနောက်တော့တင်းတပုတ်ရက်ခိုင်မှာမြို့နယ်နှစ်ခုကိုလည်းစစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုစတင်ကြောင်းနေနေအိမ်များပြက်စီရတယ်ရက်ခိုင်ပြည်နယ်တွင်နဲ့အရခတ်တတော်အေအေကတိမ့်ပိုက်ထားတော့ပုံနာကျွန်းနဲ့ပေါ့တော်မြို့နယ်တို့ကိုမတ်လ22ရက်နေ့နနက်ပိုင်း3နာရီဝန်းကျင်အချိန်နဲ့နနက်9နာရီဝန်းကျင်အချိန်တွင်စစ်ကောင်စီက လေရင်များဖြင့်ပေါင်900ဘုံများကျဲချတိုက်ခိုက်ကြောင်းသိရသိရှိရတယ်တဲ့စစ်ကောင်စီတွေကနော်သူတို့မနိုင်တဲ့နေရာသူတို့မအုပ်ချုပ်နိုင်တဲ့နေရာတွေဆိုရင်အောက်တန်ကြစွာနဲ့လေရင်နဲ့တွားတွားရမှာဘုံတကျဲပြီးမှပြည်သူတွေကိုတက်ဖြတ်နေတာနော်ဒီကောင်တွေရဲ့လုပ်ပုံတွေကတော်တော်လေးကိုမိုက်ဆိုင်ပါတယ်နောက်ဆက်ကြည့်အောင်နောက်ရတဲ့တင်တဲ့ပေါ့ကံကောရင်းစစ်တပ်ကလေချောင်းဖြစ်တဲ့ဘုံကျဲတိအပြင်နဲ့မြေပြင်စစ်ကြောင်းထုံးနေမှုကြောင့်ပြည်သူများထိခိုက်တေဆုံးမှုရှိပြီးတဲ့ 4000ဝန်းကျင်စစ်ဘေးရှောင်နေရတဲ့မကွေးတိုင်းကန့်ကောမြို့နယ်တွင်စစ်တပ်ကလေကြောင်းမြစ်ဘုံကျဲပြီးစစ်ကြောင်းထိုးနေမှုကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးလူဦးရေ4000ဝန်းကျင်စစ်ဘေးရှောင်နေရကြောင်းရောရောအလင်းတမ်းမှတာဝန်ရှိသူတဦးကရန်ရန်ကုန်ခေတ်တကိုပြောထားတယ်လေနော်အဲကြောင့်မို့ဒီကန့်ကောဘက်ကအညာဘက်ကကန့်ကောတွေကလူတွေလည်းအလုံးဘေးကင်းကြပါစေစစ်ဘေးရှောင်နေတဲ့လူတွေလည်းမြန်မြန်ဆုံးခုနှစ်ရက်ကိုပြန်နိုင်ပါစေလို့ပဲပြောချင်ပါတယ်စိတ်တော့မကောင်းပါဘူး စကြအောင်ဒီနောက်တဲ့နေ့ပေါ့အာစာကောင်းဆောင်များကိုတဲ့အရေးယူရတဲ့နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ရမင်္ဂလာဒေ့ဆိုရကိုတဲ့40 right ကလည်းတိုက်တွန်းတဲ့အာစာကောင်းဆောင်များဤစစ်ရဇဝင်မှုများကျူးလွန်ထားသည့်အပေါ်တဲ့တရားတရားစီရင်အရေးယူနိုင်ရန်တဲ့နိုင်ငံတကာတရားမျှတရေးရန်တရားဖြင့်များဖြင့်ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းပူးပေါင်းဆောင်ရွက်တင်ကြောင်းနဲ့40 right ကလည်း အပွဲကလည်းထုတ်ပြန်ထားတယ်တဲ့နော်။နောက်တော့ဒီပုတ်ဆက်ကြည့်အောင်စစ်တပ်ကစစ်မှုထမ်းခိုင်းရန်မိဘမဲ့ကြောင်းနဲ့ဖုန်ကြီးကြောင်းမှလူငယ်များဤစရင်ကိုပါကောက်ခတ်နေပြီးစစ်တပ်နဲ့တရားမိလူငယ်များကိုကြိုတင်ဖမ်းစီထိန်တိတ်မှုများလှုပ်ဆောင်လာတဲ့ပဲခူးတိုင်းနဲ့ပြည်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းရန်မိဘမဲ့ကြောင်းများနဲ့ဖုန်ကြီးကြောင်းများတွင်နေထိုင်သောလူငယ်များဤစရင်များကိုပါလိုက်လံကောက်ခံနေကြောင်းနဲ့ဒေတာပြည်သူများကပြောဆိုလို့ တော်တော်မှတ်ရိုင်းတယ်နော်မိဘမဲ့ကြောင်နဲ့ဘုံကြောင်ကမှနေတဲ့ကပိယလိုမျိုးလူတွေတော့မှမလွတ်တော့ဘူးနော်ဘဒူးမှသူတို့ကလွတ်ပြန်မှာမဟုတ်ဘူးသူတို့တာသမီးတွေကလွယ်လို့ဘဒူးမှလွတ်မှာမဟုတ်ဘူးသူတာသမီးသူတို့အတိုင်းဝိုင်းနေပဲလွတ်မှာနော်ပီလူတွေအကုန်လုံးကိုတေထွင်းနေကိုဒီကောင်တွေကပို့မှာစက်ကြည့်အောင်နောက်မှာစစ်မှုထမ်းခိုင်းရင်ဘလို့ရှောင်ရှားလို့ရလဲဆိုတာကိုပြောပြထားတာကျွန်တော်ပြည်လူကကွယ်တက်ကတရားစစ်မှုထမ်းတဲ့ဥပဒေအောက်မှာအကျုံးဝင်သွားတဲ့လူငယ်တွေရှိတယ်နံပါတ်1အချက် မိသားစုဝင်တွေကိုပြောချင်တာကတော့တို့အနေနဲ့မိမိတို့ရဲ့တာသမီညီကိုမောင်နှမတွေကိုဘေးလွတ်ရအောင်ရအောင်ရှောင်တိန်ခိုင်းဖို့ပြောချင်တာဖြစ်တယ်။ဘာကြောင့်မို့လဲဆိုတော့ဒီထိုင်းပို့တာလည်းထိုင်းတို့နိုင်ငံနိုင်ငံခြားကိုပို့တာလည်းအဖြေတစ်ခုမဟုတ်နေပြန်ဘူး။နောက်တစ်ခုအနေနဲ့လည်း PDF တွေကို PDF တွေတဲကိုဝင်လွတ်မြောက်နေမြေတဲကိုသွားကြဆိုတဲ့ဟာရမျိုးတွေမှာလည်း ကျွန်တော်တို့အနေနဲ့က PDF တွေတဲကိုဝင်မယ်ဒေတာခံကာကွယ်ရေးတပ်ဖွဲ့တွေကိုဝင်မယ်ဆိုရင်လည်းတနက်မပြစ်နိုင်မပြစ်နိုင်ဘူးတော်လည်းရဲ့ဘယ်နေရာဘယ်ပါဝင်ကျင်ဘယ်လိုခံနာတွေမှာအလုပ်လုပ်မလဲဆိုတာကိုလည်းဟိုပါဝင်လို့ရတယ်ဆိုတာလည်းရှိတယ်နောက်တစ်ခုအနေနဲ့ကဒီလွတ်မြောက်နယ်မြေတွေမှာ college တွေရှိနေပြီပညာရေးနဲ့ပတ်သက်တဲ့ college တွေရှိနေပြီဒီအဲ့တော့အဲ့ဒါတွေလည်းတက်ရောက်နိုင်ဖို့လည်းစုံစမ်းဖို့လိုအပ်လိမ့်မယ်အဲနောက်တစ်ခုအနေနဲ့ကလူငယ်တွေအနေနဲ့ပေါ့နော်မြို့ပေါ်မှာမတက်တာမလွတ်တာမိသားစုအတွက်ရှာဖွေကျွေးမွေးနေရတဲ့လူငယ်တွေအနေနဲ့က အခုသဖြင့်ညဘက်အပြင်ထွက်တာတွေကိုရှောင်ကျင်ဖို့ရဲ့နောက်ပြီးကြရင်လည်းဒီတည်င်းချက်လက်တွေနဲ့လလန်းမိတဲ့နေရာတွေမှာနေထိုင်ဖို့နောက်ပြီးကြရင်ဒီမမလိုလားအဖဲနဲ့ဒီပေါ့နော်ဒီရန်ဖြစ်တာတို့အဲ့လိုမျိုးဟာမျိုးတွေမဖြစ်စေခြင်းဘူး။ဘာကြောင့်မို့လဲဆိုတော့ဒီဒီမတရားတဲ့ passive house ဟာကျွန်တော်တို့ဒီလူငယ်တွေကိုအတုံးချဖို့အတွက်အမြဲဆောင်ပြီးတော့ဖန်ဆင်းနေမှာဖြစ်တယ်။ဖြစ်တဲ့အတွက်ခုနကပြောခဲ့သလိုမိဘတွေအနေနဲ့ကလည်းဒီမိမိတို့ရဲ့တာသမီတွေကိုနိုင်ငံနိုင်ငံတကာနိုင်ငံခြားမှာမဟုတ်ဘဲနဲ့ လွတ်မြောက်ရေးနေမြေတွေမှာပညာသင်ကြားခွင့်တွေလည်းရနိုင်ပြီလွတ်မြောက်ရေးနေမြေတွေမှာဟိုအလုပ်လုပ်ကင်ခွင့်တွေလည်းရှိကောင်းရှိလာနိုင်တယ်နောက်ပြီးကြရင်လည်းတော်လိုင်းတက်ဖွဲ့ရတဲ့ဟိုဝင်ရောက်ခြင်းတဲ့အခါမှာလည်းဟိုမိမိကတိုက်ခိုက်ရေးပိုင်းကိုအာမတန်ဘူးဆိုရင်လည်းကြုံရဟိုတာဝန်ကြရအလုပ်ပေါ့နော်ဒီရုံးဖွဲ့တော်၎င်းစေးဖွဲ့တော်၎င်းဆက်တွယ်ရေးတည်င်းပြန်ကြားရေးအဲ့ဒါတွေအကုန်လုံးမှာပါဝင်ထမ်းဆောင်နိုင်တယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်တင်စကားတည်င်းစကားပါချင်ပါတယ်နော်စေမှုထမ်းမှု မဖြစ်နိုင်မထမ်းချင်ဘူးဆိုရင်တော့အခုဒီမပြောပြသွားသလိုပဲကိုယ့်ကိုလောက်ရရှိတာကိုလောက်ထားဖို့လိုအပ်တယ်ဆက်ရှိအောင်နောက်မှာတော့ကျွန်တော်တို့တော်လန်ဦးစင်းတပါရဲ့တရင်ဗီဒီယိုလေးအတူတူထီလီမျိုးနဲ့အလဲပန်းကြီးရွာကိုစစ်တပ်ကဘုံကျဲတာဂရိတ်တွဲကြောက်သူ၂ယောက်အပါဝင်ပြည်သူ၄ယောက်တောင်သေဆုံးသွားတယ်ကြောက်သူ၂ယောက်အပါဝင်တော့ပြည်သူ၄ယောက်တောင်သေဆုံးသွားတယ်ပြည်သူ၂၈ယောက်ထိခိုက်ဒဏ်ရာရသွားတယ်ဗျာ စစ်ခွေးရနော်ကြောင်းနေရောကျဲမှာပဲကြောင်းနေခုကြောင်းတေးရကြောင်းတူတွေပဲတေးရနော်ဒါတို့စစ်ခွေးလက်ထက်မှာစစ်ခွေးအုပ်ချုပ်နေလက်ထက်မှာကြောင်းတက်တော့ခုမတေးတက်မယ်လေတေးသွားရတယ်စိတ်တော့မကောင်းပါဘူးဆက်ချီအောင်နောက်မှာတော့ကျွန်တော်တို့ရှေ့ရတဲ့တော်လန်အမှုပညာရှင်ကိုမင်းမော်ကိုရဲ့အင်တာဗျူးလေးအင်တာဗျူးပြည်တယ်မှာတွားပြီးတော့နေဖို့ခြေချဖို့ဆိုတာမစင်စားခဲ့တော့ဟုတ်အခုလေအဲတူများနိုင်ငံမှာနေရတာသူမပြောတော်ရဲမှာ ဘာလို့ပြန်လာခြင်းတလေဆိုတော့အတိကတော့နှစ်ချက်ပေါ်ဒီလေးရနော်ဒီကောင်းလေးကကိုကျော်ကိုနော်ငါငါကနဲ့အမှုဖွင့်ထားပြီးတော့ထောင်ထဲကလွေလို့ပြည်တွင်းပဲနေရာမှာနေလို့မရအောင်လှုပ်ထားပြီးမဲ့ကိုကျော်ရတဲ့နီးနဲ့ကိုမြန်မာပြည်အစွန်းဖြားလေးမှာရတဲ့လောက်ထုတ်ကပ်ပြီးတော့နေရတယ်နော်အဲ့တော့ကိုကျော်ကဒီအခုလေအဲ့လိုပဲရတဲ့လောက်လာပြီးတော့ဟိုလာနေမယ်နောက်ပြီးတော့ ဒုတိယအချက်ကကြတော့တောထဲမှာနေလို့ရှိရင်ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေနဲ့ကခွန်အားပေးခွန်အားယူလို့ရတယ်။သူစိတ်ကြကြတဲ့အချိန်ကျရင်သူတို့စီကခွန်အားတွေရတယ်။နော်။သူတို့ဒီစိတ်ကြကြနေတဲ့အားငင်းနေတဲ့အချိန်ကျရင်သူတို့အများကြီးအားပေးလို့ရတယ်။ဒါကြောင့်ပါပဲ။ဒီရက်တတင်းရတာနော်။ဘောဟိုဘက်ရက်ကွက်ကအုပ်စုတွေမြင်ရင်တော့စိတ်ကနေမတိထိုင်မတာဖြစ်ကုန်တော့မှာနော်။မင်းမို့ကိုနိုက CDM CDM ဆိုမှမြောက်ပေးမှာ CDM လုတ်တဲ့လူတွေအခုဒုက္ခရောက်နေပြီသူတို့နိုင်ငံခြားမှာ AC တာယာနဲ့နေတယ်ဘာညာပြောတဲ့လူတွေအဲ့မှာနားထောင်ကြည့်နော်သူတို့လည်းမတော်ချင်ဘူးဒါပေမဲ့လည်းချိန်နေရတော်လိုက်ရတယ်ဒါပေမဲ့အခုသူပြန်လာဖို့ပြင်ဆင်နေတယ်ဒီတော်တွေကိုပြန်လာပြီးမှသူအခုတော်လန်ရေးဖွဲ့တယ်နဲ့အတူတူလက်တွေ့ပြီးမှသူလည်းတက်နိုင်တယ်လို့ပါဝင်မယ်လို့သူပြောတယ်နော်တခြားနားထောင်ဒါစိတ်တက်ပဲဒါစိတ်တက်ပဲသူတို့လူတော်ချင်လို့တော်လာမဟုတ်ဘူးအချောင်နေချင်လို့တော်လာမဟုတ်ဘူးစက်ကြည့်အောင်နောက်မှကျွန်တော် တန်းဘောမတွေပေါ့တန်းစီပြီးကြည့်ရလိမ့်မယ်ဘောမတွေပပရဲ့ဒုမနာသားတွေစော်ဖုံးဟင်းအရင်ကြည့်อืมဒါကရွာငန်လမ်းရဲ့တနေရာပေါ့နော်ဖမ်းမာရီစီမာရီဘာရီညာရီကျွန်တော်ပြောအောင်ကျွန်တော်မကြောက်တတ်ဘူးเนาะဒီလိုရောင်းငန်လမ်းတော်မှာဒီလိုလမ်းတော်ကျွန်တော်ဒီလိုလာရဆိုရင်တော့ကျွန်တော်ရဲ့အနေထားကိုတစ်ချက်လောက်ရှိုးเนาะကျွန်တော်မကြောက်တတ်ဘူးတိုင်းပြည်အေဂျင့်တွေတွေဆိုတဲ့အရေးအယံကိုကျွန်တော်ပြချင်လို့ဒီရောင်းငန်လမ်းနေကျွန်တော်အသက်ကိုပြီးပြီးတော့လာတာ အပီဒီအန်နဲ့တွေ့လည်းမကြောက်ဘူးဗျာဟုတ်တယ်မလားဖြစ်တော့လည်းဖြစ်ပေါ့ဗျာဟုတ်တယ်မလားအားကြောင့်အားကြောင့်ရှိတယ်တိုင်းပြည်တဲ့ဘယ်အားမှအရေးမကြီးဘူးနော်အခုရွာငန်လမ်းဘက်ကနေလည်းသုံးပြုလို့ရပါတယ်အေးချမ်းချမ်းပါပဲသွားကြပါအခုဆိုတေယူလာတာအေးချမ်းချမ်းပဲကျွန်တော်တယောက်တည်းသွားနေရဒီနေ့က22ရက်နေ့နော်သူကဘောမရလိန်တာပေါ်တင်တင်တာနော်သူ့ဗီဒီယိုရိုက်ပေးနေတာနောက်မှတယောက်ပါတယ်ပြီးရင်အရှိထိုင်ကုန်မှာသူ့ဘေးမှာထိုင်ကုန်မှာတယောက်ပါတယ် ဒါတော့သူကတတိရှိရှိသူမကြောက်ဘူးကြောက်တယ်သွားနေတာလေနော်အဖော်ပေါင်းနေတယ်သွားတာကိုအနောက်မှာဘယ်နှယောက်အောင်ပါလဲမသိဘူးနော်အပြီကာဗနစီနောက်ကပါလဲမသိဘူးအဲ့ဒါကိုသူကမကြောက်ဘူးကြောက်တယ်သွားရလို့ပေါ့ဒက်ဒက်လိန်တာဒက်လိန်တာ3လပိုင်း22ရက်နေ့2025ခုနှစ်ညနေ9:00ခွဲပါအားနိုင်ခွဲမှာကျွန်တော်ဒီလမ်းကိုရောက်ရှိနေတာဖြစ်တယ်။ပြည်သူတွေခီးမသွားလို့ခီးမသွားတော့အောင်ရှောက်နေဆိုရင်အေဂျင့်နဲ့ ွားလာလို့ရတယ်ဒီ channel ဆိုရင်ဒီလိုမျိုးတွားပါလားပြောချင်တာစကိုင်းတိုင်းဘက်ကြီးတွားပြပါလားရှမ်းမြောက်တို့စကိုင်းတိုင်းတို့တွားပါလားဒီရက်တွေမင်းတို့လည်းတွားရဲမှာပဲနေကိုကစားရှာဖွေစားတော့ကြပြဿနာမရှာနဲ့ကြောက်တာသူကြောက်တာစစ်တွေ့ဆက်ကြည့်အောင်ဘောမပြောင်ကြီးပါလေဆက်ပြောထားလဲဇော်ဖုံးကတော့ကြောက်နေတော့ PDF ပြေတော်ရဲမှာပဲနေကိုကကိုပဲတော်ရဲမှာရှာဖွေစားတော့ကြအဲ့လေဒီဒီဘက်ကမလာနဲ့သူကြောက်တာလေသူ PDF ပြေလိုက်ရင်သူမင်းမင်းတော့လိုက်ရမှာဆိုလို့ မှာဒီပြောင်းကြည့်တဲ့ဘာတွေပြောထားလဲဖရဲသီးမရှိမကြောက်เนาะထို့တူကျွန်တော်တို့ဒီကြောက်ဖြူဖရဲသီးမရှိရင်လုံးဝမကြောက်ဟုတ်တယ်အဲ့ဒါဖရဲသီးမဆိုင်နေပေါ့အဲ့တော့အခုဘမော်အချင်းနေဖရဲသီးမရှိ လုံးဝမကြောက်เนาะအဲ့တော့ဖရဲသီးသားလေးအဓိကဖြစ်နေတိထားမှာပါလဲဆိုတော့လေစစ်တုံပန်းမိရင်စစ်သေးကြတဲ့ပုံက မင်းတို့ခဲ့ရကျင်းနေပဲတော့ပါညာဆိုပြီးတော့လက်မဝင်အောင်လက်ချခိုင်းမယ်ချော့မှုပြီးလက်နဲ့ချခိုင်းမယ်အဲ့လိုလက်နဲ့ချခိုင်းတဲ့သူတော်မှပဲထိုးလာကန်လာကြိတ်လာခင်ဗျားတို့အဲ့ဒါကိုယုံတဲ့သူကလည်းယုံတာပဲနော်ထားပါတော့သူတို့ခေါ်သွားလို့ဥမာဖြစ်သူတို့စစ်တုံမှန်ပြရုပ်ဖို့အဲ့လိုလက်နဲ့ချခိုင်းတဲ့လူကိုထိုးလာကန်လာကြောက်လာဆိုတာကနော်လက်နဲ့ချခိုင်းတဲ့အချိန်မှာသာသာအသာတကြီးလက်နဲ့ချလိုက်ဘယ်သူမှမလုပ်ဘူးလက်နဲ့ချခိုင်းတဲ့အချိန်မှာခံပြစ်နေပြီးမှ မနိုင်တော့တဲ့ချိန်မှာလက်နဲ့ချရတယ်ကြည်စံကုန်သွားတဲ့ချိန်မှာလက်နဲ့ချရတယ်ဘဘူးကခွင့်လွတ်မှာလုံးမင်းဆိုလည်းခွင့်လွတ်မှာလားဘဘူးမှမခွင့်လို့ကျွန်တော်လည်းဆိုလည်းမခွင့်လို့ဘူးလေ तू မနိုင်တော့ तू အားမရှိတော့မှအားမတန်မှမန်လျှော့တဲ့အဖြစ်မျိုးတွေလာမလုံးနဲ့လေအစကနေဒီကနေလက်နဲ့ချလို့អော်ကဲလက်နဲ့ချလိုက်လက်ချက်လက်နဲ့ချလင်းဝင်လိုက် ပြီးပြီအဲ့ဆိုဘဘူးမှလက်နဲ့လက်ဖြားနေတော့မတိုးဘူးကောင်းကောင်းမွန်မွန်ပဲခေါ်လာတာပဲအဲ့ဒါမဟုတ်ဘဲနဲ့ခံပြစ်ပြီးခံပြစ်ပြီးမှနောက်မှမနိုင်တော့တဲ့မှန်တီမှာလက်နဲ့ချရင်တော့ပြင်းမှာပဲမတက်တာကံကောင်းတို့လို့ဖို့အတွက်ထားကောင်းထားနိုင် ဒါပေမဲ့ခမရတို့ထမင်းကျွေးဖို့လုံခြုံရေးပေးဖို့နော်ဆိုတော့ရန်ကိုသူတို့အတွက်အန္တရာယ်ကြီးတဲ့ကိစ္စဖြစ်တယ်သူတို့အတွက်ရန်ကိုဝင်လေးတဲ့ကိစ္စဖြစ်တယ်နော်အဲ့ဒီတော့ကြောင့်မို့လို့ခမရတို့မတတ်ပါဘူးဆိုတာကခမရတို့အမတကယ်ယုံကြည်နေသေးလားစစ်တမ်းပေးကြအာမင်းတို့ဘာမှမလုပ်ဘူးထိုးရတယ်စစ်တပ်အလင်းဝင်တာများတော့ကန်တာမျက်နာတွေမဝင်အောင်လုပ်တာဒီလိုလူမျိုးတွေကမတတ်ပါဘူးဘာမှမတိုက်ဘူးယုံနေကြလို့မယ်နော်အဲ့တော့စစ်သားတွေအနေနဲ့ကလည်းအယုံမလွယ်နဲ့ နော်ရုံမလွန်နဲ့ကိုကသမင်းတိုက်ပါလားစင်ပြင်းပါဟောမနိုင်လို့ကအလင်းဝင်ပါလို့ကျွန်တော်တို့အာတော်တော်ကြီးကိုအန်အောမိတယ်အဲ့တော့ PDF တွေအနေနဲ့ကလည်းပြောပါပြောပါဟောဟေ့ဆိုတော်တော်ကိုမုံပါလားဒီကြက်ပြဘောမှာအချက်ဆုံးများလို့တော့အခုဆိုညကြီးနာသားဆိုတတော်မုံနေ။အဲကြောင့်လည်းဆိုတော့မျိုးကသူတို့ရဲ့ထိုးစစ်တွေတိုက်စစ်တွေမအောင်မြင်ရခြင်းအပြည်သူလူထုကသူတို့ကိုလက်မခံလို့ဆိုတော့သူတို့သိသွားတယ်။ဘောမှာဒီလူထုကလက်မခံလို့ရတယ်နော်။ဘောမှာ PDF တွေကမနိုင်နေရဘောမှာမသိနိုင်နေတာ။ KIA နဲ့ PDF ကဘမောမသိနိုင်လေ PDF လူထုကသူတို့ကိုလက်မခံလို့သူတို့ဘက်မှာပါလို့ပေါ့သူပြောချင်တာနော်ဘသူဘက်မှာပါလဲသူမသိဘူးမင်းတို့စစ်ခွေးတွေဘက်မှာပါလားဆိုတော့ तू ကနားမလဲတယ်ဘူးရက်တွေဖြစ်နေတဲ့အခြေအနေပေါ့နော်နောက်တနည်းကပါလဲဆိုတော့လေသူကဆေးတွေချလာတယ်မလားဆေးတွေချလာတဲ့ခါကျဟုတ်ကဲ့ဟုတ်ကဲ့ပြောအောင်ပါအဲ့ဆေးကိုဆေးကလည်းထမ်းမရတော့ဆေးပြိုင်လည်းသိမ့်မဲ့ပုံစံတွေရှိတယ်အဲ့တော့ဘာလေးလုပ်လဲဆိုလို့ရှိရင်သူအိမ်သာတက်တဲ့ခါကျသူစစ်ခွေးလောက်တဲ့အကြောင်းလေးပြန်စင်ကိုရေဖြိုပြီးတော့တွေးရပြန်ထိုးထည့်တယ်ဗျာ ် PDF တွေကမစင်ကိုရေဖြော်ပြီးတွေးလဲပြန်ထိုးထည့်တာလေမွေးစေးသုံးစရာမရှိတော့เนาะမင်းတို့စစ်ခွေးတွေကစားစရာမရှိလို့အတိညာမရှိလို့ချီပဲစားပြီးမှခေါင်းထဲမှာချီပဲရှိနေတော့မြင်ဒီချီနဲ့ပတ်သက်တဲ့စကားပဲပြောနေမစင်နဲ့ပတ်သက်တဲ့စကားပဲပြောနေเนาะဆက်ကြည့်မယ်နောက်မှာဒါမနေ့ကတနေ့ကဆိုလို့ရှိရင်ခင်ဗျားတို့ကြားမှာပါဗျာเนาะပြည်သူတွေဇက်ကြီးကောက်တဲ့အနေနဲ့ပြည်သူတွေဇက်မတရားတိတ်ဆီသွားတဲ့ဟာတွေနဲ့ ူတို့ quick ခိုင်ဘက်ကို PDF တွေအများစုကြားတရင်ရတော့ရှောင်းတယ်လို့ကြားရတယ်ဗျာနော်တို့တွေ PDF တွေကိုတော်တော်လေးမဲဆွေးချင်တယ်ဟုတ်ကဲ့ပထွေးစီကိုရှောင်းတာပေါ့ပထွေးစီကိုရှောင်းတော့တရင်ရလက်နဲ့တွေလည်းပါတယ်ငွေတွေလည်းပါတယ်ဆိုတော့ချက်ချင်းလည်းငင်းမဲ့ဒီ DNA ပလောင်တွေကရဲဆက်ဆက်စိုင်ထဲမှာဝင်နေပြီးမှမဟုတ်ကောက်ကောက်တော့မထောင်နိုင်ဘူးပြာနော် ထိုးတက်ထူထောင်းပြီးမှတခါလဲခေါ်သွားပြီးမှဒါမသိရင်သူပဲအဲ့ဆိုင်မှာရှိနေတယ်လို့ပဲနော်ခေါင်းတော့မထောင်နိုင်ဘူးထိုးကြည့်ပြီးခေါ်သွားရတယ်နော် တော့အတန်းလေးဟိုလက်တော်လက်တွေလိုက်မှာဒါလူတော့လွတ်ပေးလိုက်တယ်လို့ကြားတည်ရတယ်ငွေတွေကတော့ရှူထားတယ်လက်နဲ့တွေငွေတော့တိတ်စီထားလို့ကြားခဲ့ဒါတွေကဒါအစပဲရှိပါလေတယ်ကနော်ချိန်ညာလုံးပါပဲနော်ဒါသူခွဲတဲ့နေရေးတုံးနေတာဘယ်လောက်ဆိုတာဒီအတိုင်းပဲလူကမာမုံဒီဥစင်းတို့ကတော့တိုင်းရင်းသားတွေကိုစကားလေးကဝက်တဲ့ဝက်တဲ့နဲ့ချစ်ရတာဥညိုးရေးဥစင်းတို့ဥနေဝင်လက်ထဲမှာဥနေဝင်လက်ထဲမှာဒါလိုပဲတော်ထဲမှာထွက်သွားကြတာပုံကန်ကြတာပေါ့တော်တော်ပုံနေဘာရပုံကန်သွားတော့ဟုတ်လားအကုန်လုံးပေါ့ဥနေဝင်ကြီးမှာအဲ့မှာကြိုက်ရိုက်တာပေါ့နိုင်ဝင်အဲ့ဒါဒီထက်တောင်ဆိုးတဲ့ထင်နေဗျာနော် အမှချိန်တန်းတော့အထဲမှာဇက်တူရာချင်းစားလိုက်တက်လိုက်ဖြတ်လိုက်နဲ့ချင်းချင်းနဲ့ခုတ်လိုက်ထစ်လိုက်နဲ့ဖြစ်တော့စိတ်ပြက်လာကြတာပေါ့စိတ်ပြက်လာတော့ဥနေဝင်းစုစားရဲကိုကြီးညီလေးပြန်လာခြင်းတယ်ပေါ့ပြန်လာခြင်းတဲ့အကြောင်းကိုရေးတာပေါ့ဗျာတချို့ကလည်းအဲမှာဘာပြောလဲဆိုတော့ဒါမင်းတို့အိမ်နဲ့ဥနေဝင်းညာမင်းတို့အိမ်ကိုမင်းတို့အချိန်မွေးဘဲချိန်ပြန်လာပြန်လာပြန်လို့လာလို့ရတယ်တဲ့ငါကမင်းတို့နှိမ့်ထုတ်ထားမှာမဟုတ်တာမင်းတို့စိတ်ဆိုးဆုံးထွက်သွားတာစိတ်ပြေတဲ့အခါပြန်လာတော့မှ ပြန်လာမှာဆိုကြိုတီးပြီးသားပါတဲ့အဲ့တော့အချိန်မီးပြန်လာကြတဲ့ဆိုပြီးမှဥနေဝင်ကြီးကခေါ်တယ်အခုဒီတိုင်းမှာပဲနော်ဒါကကြိုကြီးကပြောရလို့ရှိရင်တော့ခင်ဗျားတို့ဒါစိတ်တော်မတူသေးပါဘူးစိတ်မန်းတူလို့ရှိရင်လွဲမှာမဟုတ်ပြန်နော်စိတ်တူမဲ့ပုံလည်းပေါ့ပါဘူးနော်အများအားပြုံးရွှင်နေတာဆိုတော့နော်ကာချုပ်ရစိတ်မတူသေးဘူးလေနော်အများအားပြုံးရွှင်နေတာဆိုတော့စိတ်မတူလေပြုံးရွှင်ပြီးအချင်းယုံနေတာနော်တတိုင်းမီလုံးဖြက်စီးပြစ်နေတာနော်မင်းတို့ PDF တွေကအိမ်ပြန်လာဖို့မခေါ်နဲ့အိမ် PDF တွေကပြန်လာမှာ ်ခေါ်ကြမလို့ဘူးနော်ပောက်ကိုတော့လည်းခေါ်ကြမလို့ဘူးမင်းအောင်လည်းလည်းခေါ်ကြမလို့ဘူးဘာမှခေါ်ကြမလို့ပြည့်ရပြည့်တေချာပောက်ကိုကိုယ့်ရင်ကိုပြန်လာမှာဒါပေမဲ့ပြန်လာတာတော့အဲဥနေဝင်ခက်ကလို့ပြန်လာခြင်းနဲ့ဆိုပြီးစာပုတ်ပြီးပြန်လာမှာမဟုတ်ဘူးနော်မင်းတို့ကစစ်ခွေးတွေကိုမောင်းထုတ်ရင်းနဲ့ပြန်လာမှာခွေးမောင်းမောင်းရင်းနဲ့ပြန်လာမှာခွေးမောင်းရင်းနဲ့ပြန်လာမှာကိုယ့်ရင်ကိုလာမှာအဲခွေးတွေအရင်မောင်းမှာ ီဒီယိုလက်တော့ပါပဲအဆုံးလေးလိုက်ပါချစ်ရှုပေးတယ်အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ရလေးပြဆိုနေ subscribe လေးလုပ်ပြီးဝမ်းရံပေးကြဖို့မေတ္တာရက်ခံပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေစစ်အာဏာရှင်အမြန်ဆုံးကြာရှုံးပါစေအရေးတော်ပုံအောင်နေပြီ